ဘဝတစ်ခုလုံးကိုခွေးလို့နေခဲ့ရတဲ့တနာစရာကြေးစားဖိုက်တာဂျက်လီဒီနေ့ကျွန်တော်တို့ channel ကနေတင်ဆက်ပေးသွားမှာကတော့ action သက်တေရင်ဘူဇာကာတကာဖြစ်တဲ့အဲလီလို့အမည်ရတဲ့ဇာကာလေးဖြစ်ပါတယ်။နမီကျော်မင်းသားဂျက်လီပါဝင်တရုပ်ဆောင်ထားတဲ့ဇာကာလေးလည်းဖြစ်တာမို့ action ကန်းတွေကတော့ပြောစရာမလိုတော့အောင်ကိုကောင်းနေမှာအသေးချာပါပဲ။ရုပ်ရှင်ရဲ့အစမှာမြင်ရမှာကစီးပွားရေးသမားတယောက်ဖြစ်တဲ့ Buck ပါ။သူဟာသူ့စီကငွေချေးယူထားပြီးတော့ပြန်မပေးတဲ့လူတွေစီကနေငွေချေးကိုရက်စက်တဲ့နှီးမျိုးစုံနဲ့တောင်းယူလေးရှိပါတယ်။ ဘာဟာဒန်နီလို့ခေါ်တဲ့လူတယောက်ကိုခွေးတကောင်နီနီဖြစ်အောင်ကိုလက်သက်မွေးထားခဲ့တာပါ။ဒန်နီယာငငယ်လေးကလေးကခွေးတကောင်တို့လောင်ရင်ထဲမှာပဲနေရပြီးတော့ခွေးစာတွေပဲစားသုံးရပါတယ်။နောက်ပြီးဘာခိုင်းမြဘာမဆိုလှုပ်ဖို့အတွက်လေ့ကျင့်ခန်းထားရတာပါ။သူရဲ့စိတ်ပန်းဆိုင်ရာစွမ်းရည်ဟာလူသားတယောက်လိုတိုးတက်မလာဘဲနဲ့ကလေးတွေလိုစကားမပြောနိုင်တယုံမဆောင်နိုင်တဲ့သူပါ။သူတဲတဲမဲမဲဖတ်တတ်တဲ့အင်္ဂလိပ်စာအုပ်လေးတအုပ်တော့သူ့စီမှာအမြဲတမ်းရှိနေပြီးတော့စာအုပ်ကိုတန်ဒီကအမြဲတမ်းစိတ်ဝင်တစားဖတ်နေတတ်ပါရဲ့။ ဒဏ္ဍာရခွေးတကောင်ရဲ့လေပင်းလိုအပတ်တစ်ခုကိုလေပင်းမှာအမြဲတမ်းချိတ်ဆွဲထားခံရပါတယ်။အဲ့ဒီလေပတ်ကိုဝစ်စင်ထားချိန်မှာသူဟာအရန်ကိုအေးဆေးပြီးတော့ရန်ပြူတာတွေပါတယ်လည်းမလုပ်ပါဘူး။ဒါပေမဲ့အဲ့ဒီလေပတ်ကိုချွတ်လိုက်ရင်တော့သူဟာသူတတိကိုအနိုင်ကျင့်နှောက်ရှက်တဲ့လူမှန်သမျှကိုပြင်းပြင်းထန်ထန်ကိုတိုက်ခတ်တတ်ပါတာပါ။ဒါရောမှာဘက်ကဘန်ဒီကိုကောင်းကောင်းမွန်မွန်မဆက်ဆံပဲနဲ့အမြဲတမ်းဆဲဆူရိုက်နှစ်တတ်ပါလေ။ဒန်နီယာဘာမှမသိသူဖြစ်တာကြောင့်နေစဉ်ရိုက်ခံနေရတဲ့အရာတာကိုပဲဇွဲလန်းနေခဲ့ပါလေ။ တနေ့တော့ဒန်နီယာလူအုပ်စုတစုနဲ့ပြင်းထန်တိုက်ခိုက်ရပြီးပြန်လာတော့နဖူးကွဲသွားပြီးတော့သွေးတွေလည်းဖြာကျနေခဲ့ပါတယ်။ဒါကြောင့်လူတစ်ယောက်ကပတိတလိပ်ပေးတာကိုတော့မှဒန်နီယာအလွန်ကိုမတုံ့တက်ခဲ့ပါဘူး။သူဟာသူနေရတဲ့လောင်ရင်တဲကိုပဲထုံးစံတိုင်းပြန်ဝင်သွားပြီးတော့တဲအိတ်ကိုထိုးနေခဲ့ပါတယ်။သူ့မှာရှိတဲ့ကလေးစာအုပ်လေးကိုလည်းသူကအရန်ကိုနှစ်သက်တဲ့ပုံပါပဲ။သူကဒါကိုစိတ်ဝင်တစားလဲဖက်လို့ရှိပါတယ်။နောက်နေ့တွေမှာလည်းသူတို့ဟာအကျွေးတောင်းတဲ့လုပ်ငန်းကိုပဲလုပ်ပါတယ်။ဒါမဲ့ဒီတယောက်ကတော့အရန်ကိုချမ်းသာတဲ့သူပါ။ သူကအနေရှိတဲ့သူတယောက်လည်းဖြစ်ပါတယ်။ဒီလူကဒန်နီယာလေပတ်နေဆိုရင်ဘသူ့ကိုမှမတိုက်ခတ်တတ်ဘူးဆိုတာကိုသိတော့ဒန်နီရဲ့လေပတ်ကိုလုံးဝကိုမချွတ်အောင်လုပ်ပါတယ်။သူတို့ကဘက်ကိုဒန်နီရဲ့အဝေးကိုဆွဲခေါ်သွားပြီးတော့အတကုံရိုက်နေကြပါတယ်။ဒန်နီကတော့သူ့ရဲ့တတိရိုက်ခံနေရတာကိုမြင်နေခဲ့ပေမဲ့လည်းတင်ပေးထားတဲ့အတိုင်းငြိမ်ငြိမ်လေးပဲရက်နေခဲ့ပါတယ်။ ါမဲ့ဘက်ကရုံးကန်ပြီးတော့ဒန်နီရဲ့လက်ဘက်ကိုလည်းချွတ်ပေးလိုက်ရောဒန်နီယာမုန်တိုင်းတစ်ခုလိုရန်သူတွေကိုခြေမိုးမာတော့တယ်သူဟာကျင်လေစွာနဲ့ရန်သူတွေကိုတိုက်ခိုက်နေတာကိုခလန်းလန်းကနေလူတစ်ယောက်ကကြည့်ပြီးတော့သဘောကျနေပါတယ်အဲ့လူရဲ့နာမည်ကတော့ white ဆိုတဲ့သူပါပဲသူဟာမြေရောက်တိုက်ခိုက်ရေးကလပ်တွေကိုတီထောင်ထားတဲ့သူပါသူကဒန်နီကိုတွေးတော့သူ့ကိုအုံပြူပြီးတော့ပတ်စံတွေအများကြီးရှာလို့ရပြီဆိုတာကိုချက်ချင်းကိုနားလေလိုက်ပါတယ်။နောက်ဆုံးတော့ဒန်နီကိုကြောက်တဲ့သူတွေဟာအကျွေးတွေကိုဘတ်ကိုပေးရပါတော့တယ်။ ဒဏီကသူ့တက်ကိုကယ်တင်ပေးခဲ့ပေမဲ့လည်းဘာကာရောသူ့ကိုစောစောစီးစီးမကယ်တင်မဲနဲ့အထိုးခံရအောင်လှုပ်ထားလို့ဆိုပြီးတော့ဒေါသတွေအယံထွက်နေခဲ့ပါတယ်။သူကဒဏ္ဍီကိုလည်းဘာမှအသုံးမချတဲ့ကောင်ဆိုပြီးတော့ပြောနေခဲ့ပါတယ်။နောက်တဲ့နေရာမှာတော့သူတို့ဟာအရင်ကစတိုကန်တစ်ခုနားကိုရောက်လာပါတယ်။ဒီချိန်မှာတော့ဘက်ကဒဏ္ဍီကိုတမျိုးပြောင်းပြီးတော့မာပါတယ်။သူ့ကိုဒီကန်းထဲမှာပဲခဏနေခဲ့ခိုင်းပြီးတော့နေရာမှာကတ်ထားတဲ့မီးနေရောင်ကိုစောင့်ကြည့်နေကအနေရောင်လင်းလာတာနဲ့သူ့စီကိုလိုက်ခဲ့ဖို့ပြောပါတော့လေ။မီးနေရောင်လင်းတာဟာဘက်အနေရောင်နေပြီဆိုတဲ့အဓိပ္ပာယ်ပါပဲ။ ီလိုနဲ့ဒန်နီတယောက်ထိုင်ဆောင်နေတုန်းမှာဇန်နီယာတလုံးကိုတွေ့နေခဲ့ပါတယ်။ဒန်နီကသူဖက်နေကြစာအုပ်လေးထဲမှာပီဆိုတဲ့စကားလုံးနဲ့ပီယာနိုကိုမြင်ဘူးထားတာကြောင့်သူသိနေခဲ့ပါတယ်။ဒါကြောင့်နားကိုသွားပြီးတော့ရှောက်နေကြည့်နေခဲ့ပါတယ်။ဒီချိန်မှာပဲအမယာယုံပျောက်ကွယ်နေတဲ့ဇန်နီယာဒီသမားကြီးတဦးကခန်းထဲကိုဝင်လာခဲ့ပါတယ်။သူနံမီကဆန်လို့ခေါ်ပြီးတော့သူကဒီပီယာနိုကိုအတန်းလာပြင်ပေးတဲ့သူတယောက်ဖြစ်ပါတယ်။ ။ဇန်ကဒန်နီယာဒီပီယန်တို့ကြီးကိုစိတ်ဝင်စားနေတာတွေ့တော့ခလုတ်လေးတွေကိုနှိပ်ဖို့တင်ပေးနေပါတယ်။ဇန်ကကျင်ကျင်နာနာနဲ့ပြောဆိုတင်ပေးနေတာဟာဒန်နီအတွက်တော့တခါမှမခံခဲ့ရဘူးတဲ့နှွေးထွေးတဲ့ဆက်ဆံမှုလေးတစ်ခုဖြစ်နေခဲ့ပါတယ်။ဒါကြောင့်ဒန်နီယာဇန်ရဲ့မြတ်တာတက်တွေကိုခံစားမိနေခဲ့ပါတယ်။ဒန်နီယာကစကားမပြောတဲ့သူမျိုးလို့ဘာတခွန်းမှတော့မပြောဘဲနဲ့ဇန်တင်ပေးသမျှကိုပဲလိုက်နှိမ်နေခဲ့ပါတယ်။ဇန်ကပီယန်နိုကိုအာယုံဆိုင်ဖို့နိုင်လက်တန်နေရွှေ့နေတဲ့ TikTok TikTok ဆိုတဲ့အသံကို ဗျူးဆိုင်ပြီးတော့နားထောင်ဖို့ပြောပါတယ်။ဒီချိန်မှာဒန်နီယာသူ့သခင်ဘတ်ကသူ့ကိုမီလုံးကိုကြည့်ပြီးတော့အတင်းဆောင်နေဖို့ပြောထားတာကိုတတိပြန်ရလာခဲ့ပါတယ်။သူကမီလုံးကိုပြန်ကြည့်ချိန်မှာတော့မီလုံးဟာလင်းနေခဲ့ပါပြီ။ဒါကြောင့်ဒန်နီယာလည်းဘတ်စီကိုပြေးသွားခဲ့ပါတော့တယ်။ဘတ်ကတော့ကြမ်းမြင့်မှာထိုးချိတ်ခံနေရပါပြီ။သူနဲ့သူ့ရဲ့နောက်လိုက်တွေဟာလည်းဘလို့မှကိုမရှင်နိုင်တော့လို့အထင်နာနေခဲ့ကြပါပြီ။သူတို့အားလာနောက်ကြတဲ့ဒန်နီကိုဆေးရီတိုင်းထွာကြပြီးတော့ခြေထောက်နဲ့ကန်ကြကလောင်ရင်ထဲကိုလည်းထည့်လိုက်ပါတယ် အဲဒီနောက်မှာဒန်နီရဲ့ fighting စကေးတွေကိုသဘောကျနေတဲ့ white ကရောက်လာခဲ့ပါတယ်။ပြီးတော့ဘာအနေနဲ့ငွေတွေပုံလိုက်လိုချင်ရင်ဒန်နီကိုသူ့နောက်ကိုထည့်ပေးပြီးတော့မြေအောက်မှာတိုက်ခိုက်ခိုင်းဖို့ကမ်းလှမ်းခဲ့ပါတယ်။ဘာကလည်းငွေလိုချင်တဲ့သူမလို့ white ပြောတဲ့အတိုင်းကိုလက်ခံလိုက်ပါတယ်။နောက်နေ့မှာတော့ဒန်နီကိုမြေအောက်ကြေးစားပွဲကိုခေါ်သွားပါတော့တယ်။ဒန်နီနဲ့တိုက်ရမယ့်သူဟာ၃နှစ်ဆက်တိုက်ကို champion ဖြစ်နေခဲ့တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။သူ့ကိုလဲထိုးနိုင်မဲ့သူဘယ်သူမှလည်းမရှိပါဘူး။လူတိုင်းကလည်းသူ့ရဲ့တိုက်ခိုက်ရေးစွမ်းရည်ကိုသိတာကြောင့်သူ့ဘက်ကပဲလောင်းကြီးတွေထက်ကြပါတယ်။ ါမဲ့ပွဲစားပြီဆိုတာနဲ့ဒန်ဒီကသူ့ရဲ့လေဘင်းကိုလက်သီးကျပြင်းပြင်းနဲ့၃ချက်လောက်ဆင့်ထိုးလိုက်တာမှာချန်ပီယံကြီးလဲလဲကြတည်ဆုံသွားခဲ့ရပါတယ်။ဝိုက်တော့သူတင်ထားတဲ့အတိုင်းဖြစ်လာခဲ့တာမျိုးအပျော်ကြီးကိုပျော်နေခဲ့ပါပြီ။သူကဘာကိုလဲရာတင်ရထိုက်တဲ့ပတ်စံတွေပေးနေခဲ့ပါတယ်။ပတ်စံတွေရလာလို့ပျော်နေတဲ့ဘာကတော့ဒန်ဒီလိုချင်တာမှန်သမျှကိုတောင်းဆိုနိုင်တယ်လို့ပြောခဲ့ပါတယ်။ဒီနောက်မှာတော့ဒန်နီကပီယာနိုတလုံးလိုချင်တယ်လို့ပြောခဲ့ပါတယ်။ဘာကတော့ခွေးနဲ့ပီယာနိုနဲ့ဘာမှမဆိုင်ဘူးကွာဆိုပြီးတော့ဒန်နီကိုခွေးကောင်တာတာပဲရည်ညွှန်းပြီးတော့ပြောနေခဲ့ပါတယ်။ ဒီချိန်မှာပဲသူတို့ဈီးလာတဲ့ကားကိုဘားရဲ့ရန်သူတယောက်ရဲ့ကားကဝင်တိုက်လိုက်ပါတယ်ပြီးတော့ကားတွေကလူတွေထွက်လာပြီးတော့ဘားတို့ကားကိုလည်းတနတ်တီနဲ့အဆက်မပြတ်ကိုပြက်ခတ်နေခဲ့ပါတယ်ဘာလဲတနက်ကြည်စံတွေများစွာထိမှန်ပြီးတော့ပွဲချင်းပြီးတည်ဆုံသွားခဲ့ရပါတယ်။ဒန်နီကတော့ကြည်တတောင်းမဲ့ထိသွားခဲ့တာပါ။ဒန်နီကသူတည်းတည်သွားပြီးဖြစ်တာကြောင့်ဘာလို့ရမယ်မသိတော့ပါဘူး။ဒါကြောင့်သူသွားစရာနေရာဆိုလို့ပီယာနိုရှိတဲ့စတိုကန်ကိုပဲသွားရပါတော့တယ်။အဲဒီမှာဆန်ကတော့ပီယာနိုကိုပြင်နေသေးပါပဲ။သူကဆန်လာတာကိုခြေတန်းနားထောင်ယူနေသိနေခဲ့ပါတယ်။ ။ဒန်နီကတော့ဇန်နဲ့တွေ့တွေ့ချင်းပဲယာထားတဲ့တန်ရာတွေနဲ့အမှောက်လဲကျသွားခဲ့ပါတယ်။ဇန်တယောက်ဒန်နီကိုသူ့အိမ်ကို ခေါ်လာပြီးတော့ဆောင်းလျှောက်ခဲ့ပါတယ်။ဒန်နီနိုးလာတဲ့အခါမှာတော့သူဟာတခါမှဒီလိုနူးညံ့တဲ့အိမ်ယာပေါ်မှာမိတ်ဖူးလို့အံ့ဩနေခဲ့ပါတယ်။သူအဘဲကိုရောက်နေလဲဆိုပြီးတော့အန်အောလဲနေခဲ့ပါတယ်။ဇန်ကသူ့ကိုနွေနွေထွေးထွေးစောင့်ရှောက်တယ်လို့ယူဆိုင်တာကြောင့်လဲဒန်ဒီယာအန်အောနေခဲ့တာပါ။ဇန်ရဲ့သမီးဖြစ်သူဗီတိုရီယာကအခန်းထဲကိုဝင်လာတော့ဒန်ဒီယာလန့်ပြီးတော့ဂရင်အောက်မှာဝင်ပုန်းနေခဲ့ပါတယ်။သူကပီယာနိုကိုသဘောကျမှန်းသိလို့ကီးဘုတ်လေးတစ်ခုကိုပေးပြီးတော့စိတ်ကြိုက်တီးပါလို့ပြောခဲ့ပါတယ်။ ညလာစားတဲ့ချိန်မှာတော့ဒန်နီယာအရင်ကသူစားခဲ့တဲ့ပုံစံအတိုင်းပဲအငမ်းမရကိုပုံပြပန်းပြစားတောင်းနေခဲ့ပါတယ်ဗီတိုရီယာကတော့ဒန်နီကိုတသက်ရဲရဲဘလို့စားရမယ်ဆိုတာကိုတင်ပြပေးနေခဲ့ပါတယ်ဒန်နီရဲ့ဦးကြောင်ကြောင်ပုံတွေကိုကြည့်ပြီးတော့ဗီတိုရီယာနဲ့ဆန်တို့ဟာသဘောကျနေခဲ့ပါတယ်ဒီလိုနဲ့သူတို့ဟာလည်းမိသားစုတွေလိုမျိုးနီးကပ်လာခဲ့ကြပါတယ်ဆန်ကဒန်နီရဲ့လယ်ဘက်ကိုဖြုတ်ဖို့လက်လန်းလိုက်တဲ့ချိန်မှာတော့ဒန်နီကဒါကိုတားခဲ့ပါတယ်ဒါကြောင့်ဆန်ကလည်းမဖြုတ်ပေးတော့ဘဲနဲ့ထားလိုက်ပါတယ် ောက်နေ့မှာတော့ဆန်နဲ့ဒန်နီယာဗစ်တိုးရီးယားကိုကြောင်းလိုက်ပိုးကြပါတယ်ဗစ်တိုးရီးယားဟာမထွက်သွားခင်မှာနှုတ်ဆက်တဲ့အနေနဲ့ဆန်ကိုနန်းသွားခဲ့ပါတယ်ဒန်နီတယောက်အနန်းခံလိုက်ရတာကိုရှက်ပြီးတော့ကြောင်းသွားခဲ့ပါတယ်သူ့ရဲ့ဇာတ်ထဲမှာလည်း case အနန်းဆိုတဲ့စကားလုံးကိုတိနေခဲ့လို့သူကဝမ်းသာနေခဲ့ပါတယ်ဆန်ကဒန်နီယာစိတ်ဒဏ်ရာကြီးကြီးမားမားတစ်ခုကြောင့်စိတ်ပန်းဆန်ရာထိခိုက်နေတယ်ဆိုတာကိုခံမှန်းမိထားတာကြောင့်လူတွေကြားထဲသွားစီပြီးတော့စကားတွေပြောစီခဲ့ပါတယ်ဇန်ကဒန်နီကိုတာမန်လူတယောက်လိုဖြစ်လာအောင်လေးကျင့်ယူစီခြင်းခဲ့ပါတယ် သူတို့ကဗီတိုးရီးယားကိုကြောင်းပြန်ကြိုးတာအတူတူမုန်းထွယ်စားတာတွေလည်းလုပ်ကြပါတယ်။ညာရောက်တဲ့အခါမှာတော့ဗီတိုးရီးယားကဒန်နီကိုပီယာနိုတီးတဲ့ပုံတွေကိုတင်ပြပေးနေခဲ့ပါတယ်။ဒန်နီကတဖြည်းဖြည်းနဲ့စကားတွေလည်းပြောလာသလိုသူတို့မိသားစုဝင်တယောက်လိုလည်းဖြစ်လာခဲ့ပါပြီ။ဒီနေ့သူတို့ဈေးဝယ်နေကြတော့မှလူမိုက်အုပ်စုကဆိုင်ထဲမှာရန်ဖြစ်ကြပါတယ်။ဇန်ကထိတ်လန့်သွားပေမဲ့လည်းဒန်နီကတော့ဘာမှကိုမသိတဲ့စတိုင်နဲ့အသီးတွေပဲဆက်ကြည့်နေခဲ့ပါတယ်။ဇန်ကဒန်နီကိုဘာလို့ဒီလောက်သွေးအေးနိုင်ရတာလဲလို့မေးတဲ့အခါမှာတော့ဒန်နီကအဲ့လူတွေကသူ့ကိုတိုက်ခိုက်တာမဟုတ်လို့ပြန်တိုက်စရာမလိုဘူးလို့ပဲပြောခဲ့ပါတယ်။ ဂျာလာတော့ဒန်နီယာလေဘက်ကိုချွတ်လိုက်ပါတယ်။အရင်လိုစိတ်ရိုင်းတွေဝင်မလာတော့ဘဲနဲ့လေဘက်မရှိဘဲနဲ့ဒန်နီယာหนีလို့ရသွားခဲ့ပါပြီ။အိုင်နော့ဆန်ဟာပီယာနိုပြင်တဲ့သူဖြစ်တာမို့သူပဲသွားသွားဒန်နီကိုခေါ်သွားလေးရှိပါတယ်။ သူတို့ဟာဗီတိုးရီးယားပွဲရပြီးသွားရင်နယူးယောက်ကိုပြန်ကြတော့မှလို့ဆန်ကဒန်နီကိုပြောပြနေပါတယ်။ဒန်နီကလည်းဒါကိုကြားလိုက်ရလို့ဝမ်းနေသွားခဲ့ပါတယ်။သူမကတခြားသူကိုခိုကိုးစရာမရှိဘဲနဲ့ဇန်တို့မိသားစုကပဲသူ့အတွက်ဖော်မွန်တွေဖြစ်နေတဲ့အချိန်မှာဇန်တို့ကသူ့ကိုထားခဲ့တော့မှဖြစ်လို့ဒန်နီကအားငယ်သွားခဲ့ပါတယ်။ဒါမဲ့သူတင်သားသလိုမဟုတ်ဘဲနဲ့ဇန်တို့ကသူ့ကိုနယူးယောက်ကိုခေါ်သွားမှလို့ပြောတော့ဒန်နီယာရန်ကိုပြောသွားခဲ့ပါတယ်။တနေ့တော့ဘတ်ရဲ့တပည့်တယောက်ကဒန်နီနဲ့လမ်းမှာတွေ့ခဲ့ပါတယ်။သူရဲ့ပြောပြချက်အရဆိုရင်တော့ဘာမှမသိဆုံးသေးဘူးလို့ပြောပါတယ်။ ပြီးတော့ဒန်နီကိုရှာဖွေနေပြီးတော့အရင်လိုစီးပွားရေးပြန်လုပ်ဖို့လည်းစဉ်းစားနေပါတယ်ဒန်နီယာသူမိဘတွေအကြောင်းကိုလည်းသိကျင်လို့ဘက်စီကိုသွားမေးခဲ့ပါတယ်ဘက်ကတော့သူဟာဒန်နီကိုလမ်းမှာကောက်ရခဲ့တာဖြစ်ပြီးတော့မိဘတွေကိုလည်းတခါမှမရှာဖွေခဲ့ဘူးလို့ပြောခဲ့ပါတယ်ဒန်နီယာရင်လိုပဲမြေရောက်တက်ကွင်းနေတဲ့ကိုပြန်သွားရပြန်ပါတယ်ဒီနောက်မှာတော့ဘက်ကဒန်နီကိုလေဘက်ပတ်ထားပေးခဲ့ပါတယ်ပြီးတော့ပြန်ဖြိုးလိုက်ချိန်မှာတော့ဒန်နီယာရင်လုံမှုဖဲနဲ့တီတီငိမ့်ငိမ့်ဖြစ်နေတာကိုတွေ့လိုက်ရလို့အံ့ဩနေခဲ့ပါတယ် န်နီကဘသူ့ကိုမှမတက်ချင်တော့လို့ဒီပွဲတဲကိုမဝင်ချင်ကြောင်းညင်းနေခဲ့ပါတယ်။ဒါမဲ့လည်းဘက်ကဒန်နီကိုကြိုးဝမ်းနေကိုတွန်းချလိုက်ပါတယ်။ဒီချိန်မှာတော့ဒန်နီဟာမတိုက်လို့မရတော့ပါဘူး။သူဟာသူ့ကိုလာတိုက်တဲ့သူတွေကိုမတိုက်ဖဲနဲ့ရှောင်နေပေမဲ့လည်းရန်သူတွေကသူ့ကိုတတ်ဖို့လုပ်နေကြပါပြီ။သူရှောင်တိုင်းနေတဲ့ဂျားတွေကဖိုင်တာတယောက်ကသူ့လက်ကိုနင်းချလိုက်ချိန်မှာတော့ဒန်နီဟာရင်လိုပြန်တတိယသွားခဲ့ပါတယ်။ဒီနောက်မှာတော့သူဟာတွေးသည်မမြင်သည်မလူတွေကိုတိုက်ခိုက်ခဲ့ပါပြီ။ ီးတော့အရင်လိုပဲဘတ်ဟာတန်ဒီကိုလောင်းရင်ထဲမှာပြန်ထည့်ထားလိုက်ပါတော့တယ်။ဗီဒိုရီယာနဲ့ဇန်တို့ကတော့တန်ဒီကိုမတွေးလို့စိတ်ပူနေကြပါပြီ။ဘယ်နေရာမှာလိုက်ရှာရမှန်းလဲသူတို့ကမသိကြပါဘူး။ဘသူမှမရှိတဲ့အချိန်မှာတန်ဒီယာဘားရဲ့အခန်းထဲကိုရှောက်မွေကြည့်ပါတယ်။အဲဒီမှာတော့သူငငယ်တုန်းကသူ့ရဲ့ပုံလေးကိုပြန်တွေးခဲ့ပါတယ်။ဓာတ်ပုံထဲမှာသူ့မိနဲ့သူ့ရဲ့ပုံလေးပါနေခဲ့တာပါ။သူကဘတ်ကိုပြန်ထိုးကြည့်ပြီးတော့သူ့မိအကြောင်းကိုထမ်းမိခဲ့ပါတယ်။အဲတော့မှဘတ်ဟာအကြောင်းစုံကိုပြောပြပါတော့တယ်။ဒန်နီရဲ့မိဟာပြောမယ်တူဖြစ်ပြီးတော့သူဟာဘတ်နဲ့အချိန်တော်ကြာပေါင်းသင်းခဲ့တာပါ။ ။ဒီနေ့မှာတော့ဒန်နီရဲ့အမေဟာယောဂတစ်ခုကြောင့်သေသွားလို့သူကဒန်နီကိုမွေးစားထားခဲ့တာလို့ပြောပြခဲ့ပါတယ်။ဒီနေ့မှာတော့ဒန်နီကိုဘက်ကတနီယာကိုခေါ်သွားချိန်မှာတော့ဒန်နီယာဗီတိုရီယာရိုစီကိုပြန်ကျင်လာကြောင်းကားရဲကနေရုန်းကန်ပြီးတော့ထွက်ပြေးခဲ့ပါတယ်။သူကဇန်တို့စီကိုပြန်ရောက်တဲ့အခါမှာတော့ဇန်တို့ကလည်းပြောနေကြပါတယ်။သူကသူ့မိကိုရှာဖွေဖို့အကြောင်းလေးပြောပြတော့ဇန်ဟာသူရောက်ခဲ့ဘူးတဲ့နေရာလေးကိုလိုက်ပို့ခဲ့ပါတယ်။အဲ့ဒီနေရာဟာဒန်နီရဲ့အမေအလုပ်လုပ်ခဲ့ဘူးတဲ့နေရာလေးတစ်ခုဖြစ်ပါတယ်။ဒန်နီရဲ့အမေဟာအဲ့ဒီနေရာကနေရုတ်တရက်ပျောက်သွားခဲ့တာဖြစ်တယ်လို့အဲ့ဒီမျိုးသမီးကပြောခဲ့ပါတယ်။ အဲ့ဒီချိန်မှာဗီတိုးရီးယားကဒန်နီကိုဒန်နီရဲ့အမေကတီးခတ်ခဲ့မှုတဲ့တန်စင်လေးတစ်ခုကိုတီးခတ်ပြနေခဲ့ပါတယ်။ဒန်နီယာလည်းဒီနေရာလေးကိုရောက်ချိန်မှာတော့သူ့ရဲ့ငယ်စဉ်ကဘွားကိုပြန်ပြီးတတိယသွားခဲ့ပါတယ်။တကယ်တော့သူ့ရဲ့မိဟာငွေလိုအပ်လို့ဘတ်ကိုဖျော်ဖြေပေးနေရတဲ့အလုပ်ကိုလုပ်နေရတာပါ။ဒန်နီတော့ဘတ်ဟာသူ့မိကိုတပ်ပစ်ခဲ့ပါတယ်။ပြီးတော့ဒန်နီကိုလည်းဖမ်းထားခဲ့တာပါ။ဒန်နီယာဘတ်ဆိုတဲ့သူဟာဘလောက်အန္တရာယ်ကြီးလဲဆိုတာကိုသိသွားခဲ့ပါပြီ။ဒီချိန်မှာပဲဘတ်နဲ့သူ့ရဲ့လူတွေဟာဒန်နီကိုဖမ်းဖို့လာနေကြပါပြီ။ ဒန်နီယာလဲဆန်နဲ့ဗီတိုးရီးယားတို့အနေရကြောက်ရုံမှာဆိုးတာကြောင့်ဗီဒီယိုထဲမှာဖွက်ထားပေးခဲ့ပါတယ်ဒီနောက်မှာတော့ဒန်နီလဲဘိုင်းရဲ့လူတွေကိုတယောက်တည်းတိုက်ခိုက်ပြီးတော့ဘတ်ကိုပါချမ်းသာမပေးခဲ့တော့ပါဘူးနောက်ဆုံးတော့ရဲတွေဝင်လာပြီးတော့ဘတ်ကိုသူကျူးလွန်ခဲ့တဲ့ပြစ်မှုတွေတဲ့ဖမ်းဆီးသွားခဲ့ပါတော့တယ်ဒီနောက်မှာတော့ဆန်နဲ့ဒန်နီတို့ဟာလဲဗီတိုးရီးယားကိုဖျော်ဖြေပေးတဲ့ပီယာနိုဖျော်ဖြေပွဲကိုလာပြီးအားပေးနေကြပါတယ် ဗီတိုးရီးယားကဒန်နီရဲ့အမိတီးခတ်ခဲ့တဲ့တန်စင်လေးကိုအားလုံးရဲ့ရှေ့မှာတီးခတ်ပြရင်းနဲ့ဖျော်ပြနေချိန်မှာတော့ဒန်နီတယောက်လည်းမြေရည်လိမ့်စင်းကြလာရင်းနဲ့ဇလန်လီလည်းပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျာ။ဇုံဒီနားဆင်ပေးမှုတွေလည်းအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ။